ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမူဆယ်ပြည်အောင်စုကာလမကြီးပေါ်ရှိမူဆယ်နဲ့နန်းဖက်ကာကြားမှာမေလ19ရက်နေ့ညနေပိုင်းကအမည်မသိလက်နက်ကင်အဖွဲ့တစ်ဖွဲ့ကနေခီးသည်တင်မှန်လုံရင်တစည်းကိုမိရှုမှုဖြစ်ပွားခဲ့လို့သိရပါဗျာ။ မိုင်နဲ့အမှတ်259မိုင်တစ်ဖာလုံးနဲ့မိုင်နဲ့အမှတ်259မိုင်တစ်ဖာလုံးနဲ့နှစ်ဖာလုံးကြားမှာလက်နက်ကင်အဖွဲတစ်ဖွဲကမူဆယ်ဘက်ကလာတဲ့မြက်မနလာထွန်းခရီးသည်တင်မှန်လုံရင်ကိုမိရှုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့လက်နက်ကင်အဖွဲကိုစီစစ်ဆဲဖြစ်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှရဲမှူးကြီးအောင်မြတ်မှုကပြောပါတယ်။ခီးတဲ့ရင်ဟာခုံမုံရွာဘက်ကနေထွက်လာချိန်မှာလက်နက်ကင်15ဦးလောက်ကရင်ကိုတားပြီးခီးတဲ့အားလုံးကိုစင်ကိုင်းက ပစ္စည်းထက်ပေါက်တဲကိုဓာတ်စီလောင်းပြီးမီးရှို့လိုက်တယ်လို့သတင်းရထားကြောင်းရဲမှူးကြီးအောင်မြမိုးကဆက်လက်ပြောပါရယ်အဆိုပါခရီးသည်တင်ရင်ပေါ်မှာစုစုပေါင်းခရီးသည်32ဦးပါရှိပြီးဒဏ်ရာရရှိမှုတော့မရှိခဲ့ဘူးလို့သိရပါရယ်အဲ့ဒီသတင်းနဲ့ပတ်သက်လို့မူဆယ်လမ်းမှာကားမီးရှို့ခံရတာမှန်ကန်ကြောင်းနဲ့လက်နက်ကင်အဖွဲ့ကမီးရှို့သွားတာဖြစ်ကြောင်း ခီးတဲ့တွေကိုတော့နန့်ဖက်ကာစစ်တပ်အတွင်းမှာလောလောဆယ်အနေအထားအရထားရှိထားပြီးလာရှိုးကနေသွားကြိုးဖို့ဆောင်ရွက်နေကြအောင်လာရှိုးမြို့မြတ်မန္တလာထွန်းကားကိတ်ကမမီမီကအတီးပြူပြောပါတယ်။ကားမီရှိုးတာကိုမျက်မြင်တွေ့ရသူတအူးကတော့ညနေ3နာရီလောက်မှာကားမီရှိုးတာကိုမြင်တွေ့ခဲ့ကြအောင်လက်နက်ကင်သူတွေကခီးသည်တွေကိုစင်ကိုင်းပြီးစာရွက်တရွက်ပေးကအကုန်ဆင်းသွားတော့လို့ပြောဆိုကြောင်းပြန်လည်ပြောပြခဲ့ပါတယ်။ မူဆယ်နဲ့နန်းဖက်ကာကြားရှိခုံမုံကြီးရွာအနီးမှာကားမီးရှို့မှုဖြစ်ပွားခဲ့ပေမဲ့ညနေပိုင်းမှာတော့ခရီးသည်တင်ရင်ကုန်တင်ရင်တွေဟာပုံမှန်အတိုင်းပြန်လည်သွားလာနေပြီးအဆိုပါလက်နက်ကန်အဖွဲ့တွေထွက်ခွာသွားရလမ်းကိုတော့နမြေခံတပ်ကလိုက်လံရှင်းလင်းလျက်ရှိရလို့သိရပါဗျာ။